င်္ဂလာပါရှင်လူလက်တဲ့အာရှအသံ RFA ရဲ့2025ခုနှစ်မတ်လ15ရက်စနေနေ့မနက်ပိုင်းအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမသတိမင်းစင်ပါရှင်ဒီနေ့စီစဉ်မှာ ရိုဟင်ဂျာတွေအတွက်အကူအညီအရေးတကြီးလိုအပ်ကြောင်းကုလအကြီးအကဲပြောကြားလိုက်တဲ့သတင်းညောင်ကျိုးစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နီးပါးဖမ်းဆီးခံရတဲ့တဲ့ရင်စရီအပါဝင်တဲ့ရင်ဆောင်မနဲ့တိုင်းသားဘာသာစီစဉ်တို့ကိုထုတ်လွှင့်မှုရှိပါတယ်။အခုတော့တဲ့ရင်လေးကိုအရင်ဆုံးတင်ပြပါမယ်ရှင်။ရိုဟင်ဂျာတွေကိုနိုင်ငံတကာကမေးလျော့နေတာကျွန်တော်တို့လက်မခံနိုင်ပဲအထောက်ပံ့တွေအရေးတကြီးပိုလိုအပ်နေတယ်လို့ကမ္ဘာကောင်ဆောင်တွေကိုကြဲကြဲလောင်လောင် ပြောပါမယ်လို့ ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကမနေ့ကပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကော့ပ်ဆက်ပဇာခရိုင်ကဒုက္ခသည်စခန်းကိုမနေ့ကရောက်ရှိလာတာဖြစ်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအသေးအကြာပြန်တည်ဆောက်ဖို့နိုင်ငံတကာကအလုံးစုံဆောင်ရွက်ဖို့မုတ်ချလိုအပ်ပြီးရိုဟင်ဂျာပြည်ထနာဖြစ်ရှင်ရေးကမြန်မာနိုင်ငံမှာရှာဖွေရမယ်လို့ပြောကြားပါတယ်။လာမယ့်လမှာဒုက္ခသည်တွေအတွက်ပေးနေတဲ့ရိတ်ခါထက်ဝက်လျှော့မယ်လို့ကမ္ဘာစားနပ်ရိတ်ခါအစီအစဉ် WFP ကကြေညာပြီးနောက်ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတာလည်းဖြစ်ပါရဲ့ရှင် ပဲခူးတိုင်းပထောင်မြို့နယ်ရခိုင်ရိုးမဘော်ကညောင်ကျိုးတက်စခန်းစခန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40နီးပါးကိုအရခတက်တော် AA နဲ့ပူးပေါင်းတက်တွေကလက်နက်တွေနဲ့အတူဖမ်းဆီးမိခဲ့တယ်လို့ AA နဲ့နှီးဆက်သူတွေကမနေ့ကပြောပါရယ်ပူးပေါင်းတက်တွေကညောင်ကျိုးစခန်းကိုဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ချိန်မှာစခန်းကဒီလ13ရက်ကဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်ဆုတ်ခွာသွားတဲ့တပ်သားတွေလည်းရှိတယ်လို့ပြောပါရယ်စစ်ကောင်စီတပ်ကလည်း drone နဲ့စက်တက်လေရီတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ဆိုပါရယ် အေကထိုးစစ်ဆင်ဝင်ရောက်လာတဲ့ဗရောင်းမျိုးနဲ့ဟာလက်နက်အစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတချို့လည်းရှိတာကြောင့်စီရေးအတွက်ရေးပါတယ်လို့စီရေးနိုင်ငံရေးလိလာသုံးသက်သူတွေကပြောပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမျိုးနဲ့လက်ပတ်လှကြီးပါကိုစစ်ကောင်စီလေကြောင်းကဘုံကျဲတဲ့အတွက်ကလေးနှစ်ယောက်အပါအဝင်အရသား28ယောက်တေဆုံးပြီး30လောက်ဒဏ်ရာရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ကသတင်းထုတ်ပြန်ပါတယ်။ ိုက်ပွဲမရှိဘဲမွန်လွဲ3နာရီလောက်မှာလူစီကားတဲ့ဈေးဆိုင်တန်းတွေကိုအကြောင်းမဲ့လေးချောင်းကနေတိုက်တာလို့လဲဆိုပါရရှင်။စစ်ကောင်စီကအကျဉ်းထောင်တွေကရာဇဝတ်အကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကမနေ့ကသတင်းထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်မိုးညင်အကျဉ်းထောင်မှာရာဇဝတ်အကျဉ်းသားတွေကိုလက်နက်ပေးပြီး ထောင်လုံးကျုံရေးဆောင်ခိုင်းတာနဲ့ဗမောထောင်ကိုတော်လှန်ရေးတပ်တွေလာရောက်တိုက်ခိုက်တဲ့အခါမှာရာဇဝတ်အကျဉ်းသားတွေကိုလက်နက်ပေးပြီးခုခံစစ်တွေမှာတုံးတယ်လို့ဆိုပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသကတာကောင်ရွာကိုစစ်ကောင်စီတပ်ကတပန်နီးပါးဝင်ရောက်တပ်ဆွဲပြီးနောက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း6လောင်းတွေ့ရတဲ့အတွက်နှစ်ပတ်အတွင်းဒီဒေတာမှာအရက်သားအနည်းဆုံး18ယောက်တေဆုံးတယ်လို့ရေစီယိုတောင်ရှိ info ကော်မတီကအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါရယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမတ်လ9ရက်ကနေ12ရက်နေ့အထိစစ်ကြောင်းတို့ဝင်ရောက်တပ်ဆွဲခဲ့ပါတယ်။စစ်ကြောင်းပြန်ထွက်မှနှိပ်စက်မီးရှို့တပ်ဖြတ်ခံထားရတဲ့ဒေသခံရုပ်လောင်းတွေကိုတွေ့ခဲ့တာလို့လည်းဆိုပါတယ်။ရုပ်လောင်းနှစ်ခုကတော့တာကောင်ရွာကမဟုတ်ဘဲလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်တဲ့အရက်သားတွေဖြစ်ပြီးပုတ်ပွနေတာကြောင့်ဘသူဘဝဆိုတာအတိမပြုတ်နိုင်သေးဘူးလို့လည်းဆိုပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေကရင်နယ်ကြားစောင့်တက် BGF ရှာဖွေဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသားတွေတဲကနောက်ထပ်385ယောက်ကို BGF ကထိုင်းအာဏာပိုင်တွေကနေတဆင့်တရုတ်နိုင်ငံကိုမနေ့ကပြန်လွှဲပြောင်းပေးလိုက်ပါတယ်။မြောက်ရီမြို့က BGF ကိုကဲရေးစခန်းမှာစစ်ကောင်စီကဆက်လက်စစ်ဆေးနေတဲ့တရုတ်နိုင်ငံသား2000နီးပါးကြန်သေးတယ်လို့ BGF ကိုကဲရေးရုံသတင်းရေးမြစ်တယောက်ကပြောပါတယ်။တရုတ်နိုင်ငံသား1980ပြန်လွှဲဖို့ရှင်နေသေးတာဖြစ်ပါရဲ့ရှင်။ တောင်ကိုရီးယားနိုင်ငံကလူဦးရေအ ਨੇ စုံရုံညံစီရင်စုမှာမြန်မာနိုင်ငံကလူ40ဒီနှစ်ကုန်ပိုင်းလောက်မှာလာရောက်နေထိုင်ဖို့စီရင်စုတာဝန်ရှိသူတွေနဲ့တရားရေးဝန်ကြီးဌာနတို့ဆွေးနွေးကြတယ်လို့ Korea Times ကမနေ့ကဖော်ပြပါရတယ်။အစီအစဉ်ဖြစ်မြောက်ရင်ကရင်မိသားစု10စုကိုလာရောက်နေထိုင်ဖို့ဖိတ်ကြားမယ်လို့ဆိုပါရတယ်။ဒီစီရင်စုမှာလူဦးရေ15000ပဲရှိပါတယ်ရှင်။ တရင်လေးကိုထုတ်လင်းခဲ့တာပါဆက်လက်ပြီးသတင်းဆောင်မအစီအစဉ်မှာကမ္ဘာမှာအာဖဂန်နစ္စတန်ကဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ရာကနေအခုတော့မြန်မာပြည်ကဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နံပါတ်1နေရာကိုရောက်ရှိနေပြီလို့ကုလသမဂ္ဂကပြောထားပါတယ်။ရှမ်းပြည်နယ်မှာစိုက်ပျိုးဧက88ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ဘာကြောင့်ဒီလိုဖြစ်နေတာပါလဲ။မတ်ဂျူလိုင်မျိုးတင်ပြပါလိမ့်မယ်ရှင်။ဆိုင်းအောင်လို့နာမည်လွှဲထားတဲ့အသက်30ဝန်းကျင်လူငယ်ဟာ ခေတ်သစ်မြမသမိုင်းမှာထင်ရှားတဲ့ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရာရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်ပင်လုံမြို့ရဲ့အနောက်တောင်ကျောမှာမွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။အဲ့တောင်ကျောဟာတောင်ကြီးမြို့ရဲ့အရှိတ်မိုင်60အတွင်းမှာရှိတာပါ။အဲ့ဒီဒေသကရွာတွေမှာကော်ဖီလက်ဖက်နဲ့သက်နှက်ပင်တွေကိုအဓိကစိုက်ကြပါတယ်။ဒါပေမဲ့လည်း1998ခုနှစ်ကစပြီးတော့ဒီသီးနှံတွေဈေးကွက်မကောင်းတော့တာကြောင့် 2003ခုနှစ်မှာဘိန်းကိုစမ်းသပ်ပြီးတော့စိုက်ပျိုးခဲ့ရကနေဒီကနေ့အထိဘိန်းစိုက်နေကြတာဖြစ်ကြောင်းဆိုင်းအောင်ကပြောပြပါဗျ။အကန်ဆွန်နေဆွန်တောင်းဖန်နန်ဒေးဆွန်နေဆွန်တောင်းဆွန်ပါတီဟာအဲ့ဒီချိန်ကကော်ဖီတွေလက်ဖက်တွေတနက်ဖက်တွေကလုံးဝလုံးမဖြစ်တော့ဘူး။အဲ့ဒီချိန်ကလေးကကျွန်တော်တို့စတင်ပြီးတော့စိုက်ပျိုးလာတာ။ဒါကတော့ကျွန်တော်တို့ဒေသမှာဘိန်းကိုဘယ်အချိန်ကစပြီးစိုက်ပျိုးလာတာလဲဆိုတာလူကြီးတွေကနေသိရတဲ့သမိုင်းကြောင်းပေါ့နော်။ကော်ဖီနဲ့လက်ဖက်စိုက်လို့ရပေမဲ့လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် သူ့မိသားစုဝင်ငွေအတွက်ဈေးကွက်ကို သူမယုံကြည်ခဲ့ပါဘူး။ဒါရီအပြင်စိုက်ပျိုးရေးနှီးပညာတွေခင့်မမိသေးတဲ့ဒေတာဖြစ်တာကြောင့်တဘာဝကိုမှီပြီးလောက်ခံရတဲ့အတွက်တင်းနံအောင်မြင်နှုံးကလည်းမသေးကြလာပါဘူး။ဒါကြောင့်စိုင်းအောင်လဲဘင်းကို3ဧကစိုက်ထားပါတယ်။သူ့လိုပဲအဲ့ဒီဒေတာကလူတရာမှာ90လောက်ကဘင်းစိုက်ကြတယ်လို့ပြောပါတယ်။ဘင်းကင်းတဧကကို10ဘိတ်တာကျော်ထွက်တာကြောင့် တုံးဧကဆိုရင်ဘိန်းအချိန်ပိတ်တာ30ကျော်ရတဲ့အတွက်စားရောင်အနေနဲ့ငွေကျပ်သိန်း200ကျော်လောက်အမြတ်ရမယ်လို့သူကအကြံပြင်းတွက်ပြပါတယ်ဟာပါအနည်းချင်းကနေကြတယ်နော်အနည်းချင်းကကျွန်တော်အတိချမ်းဆိုရင်တော်တော်ကောင်းတယ်ကျက်သိန်းတရာလောက်သူရင်းရင်300လောက်ပြန်ရတယ်လွိုင်းလင်းမြို့နယ်လိုပဲတောင်ကြီးမြို့ရဲ့တောင်ဘက်မိုင်60ကျော်အကွာကပင်လောင်းမြို့နယ်မှာဆိုရင်လေအခုစစ်တပ်ကအာဏာသိမ်းထားတဲ့ကာလမှာဘိန်းဆိုင်ပြိုးထုတ်လုပ်တာတွေတိတိတသာတိုးလာကြောင် ကိုကေလို့နာမည်လွှဲထားတဲ့ဘိန်းဆိုင်တောင်သူက RV ကိုပြောပါတယ်ဟိုဆနာပြောတဲ့အရတဆိုရခစ်တို့ကဒီဒီတောင်ပေါ်ရွာတွေပဲခမမြဆိုင်ကြတယ်အဲအခုနောက်ပိုင်းကကြတော့ဒီဒီဒီအနာသိမ့်ပြီးနောက်ပိုင်းအခုနေထားကကြတော့မြေပြန်မာတော်ဆိုင်လာတယ်ဘိန်းဆိုင်တောင်သူတွေဟာဒေတာအခြေဆိုင်ပြည်သူ့စစ်အဖွဲ့တွေအပါအဝင်စိုက်ပျိုးရေးနဲ့မိသက်တို့လိုသက်ဆိုင်ရာအာဏာပိုင်တွေအတွက်ဘိန်းတတိတီတိုင်းအခွင့်အရေးအဖြစ်နဲ့ တဧကကိုငွေကျပ်သသိန်းနှုန်းလောက်ပေးရတယ်လို့သူကပြောပြပါဗျ။ကုလသမဂ္ဂမူရစ်ဆေးဝါးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC ရဲ့2023ခုနှစ်အစီရင်ခံစာအရ2021ခုနှစ်အတွင်းမြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုးမှုဧက9000ခွဲနီးပါးရှိခဲ့ပြီး2022ခုနှစ်မှာတော့ဘိန်းကင်းဧကသသိန်းနီးပါးစိုက်ပျိုးခဲ့တာကြောင့်ဘိန်းဆိုင်ပြိုးထုတ်လုပ်တာတိုးလာတယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီထဲမှာရှမ်းပြည်နယ်ဟာတနင်္ဂနွေလုံးဘိန်းဆိုင်ပြိုးမှုရဲ့ 88ရာခိုင်နှုန်းအထိရှိတယ်လို့ UNODC ကဖော်ပြထားပါတယ်ရှင်။ဒီတစ်ပတ်ပြပသတင်းမီဒီယာတွေပြောတဲ့မြန်မာပြည်အစည်းအဝေးမှာတရုတ်ဆိုရဟာစစ်ကောင်စီကိုလက်နက်နဲ့နှီးပညာအကူအညီတွေတိုးပေးနေပေမဲ့စစ်မြေပြင်မှာရှုံးနေနေတာတွေကိုပြောင်းနိုင်မှာမဟုတ်ကြောင်းဆောင်းမနဲ့မြမအရေးဟာအာဆီယံရဲ့တမာတမတ်ကြောင်းမှုယိုယွင်းလာတာပြသနေကြောင်းဆောင်းမတွေကိုကိုရဲကောင်မြန်မာကတင်ပြပါမယ်ရှင်။ တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုနိုင်ငံကိုစူးစီးထိန်းချုပ်ပြီးတရုတ်ရဲ့အကျိုးစီးပွားတွေကိုအကာအကွယ်ပေးနိုင်တဲ့တခုတည်းသောအင်အားစုဖြစ်ရှုမြင်နေပါတယ်။ ဒါကြောင့်စစ်မြေပြင်မှာကြာရှုံးနေတာတောင်တရုတ်ကမြန်မာစစ်တပ်ကိုစစ်ရေးအကူအညီတွေဆက်ပြီးပေးနေတာဖြစ်ပါတယ်လို့ဆောင်းမရှင်ကဆိုပါတယ်။ကုလသမဂ္ဂရဲ့စည်းနွေရာစစ်တပ်ကအာဏာသိမ်းပြီးတဲ့ချိန်ကနေ2023ခုနှစ်မေလအတွင်းမှာတရုတ်လုပ်ငန်း40ခုကမြန်မာစစ်တပ်ကိုဒေါ်လာ268တန်တန်မိုးရှိတဲ့လက်နက်တွေရောင်းချပေးခဲ့ပါတယ်။ဒီထဲမှာ FTC 2000G ဂျက်တိုက်လေယာဉ်တွေအပေါ်ပစ္စည်းအစိတ်ပိုင်းတွေနဲ့စစ်မြေပြင်သုံးချမ်းယာဉ်တွေတင့်ကားတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုဆက်သွယ်ရေးဆိုင်ရာနည်းပညာနဲ့စက်ပစ္စည်းတွေလက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့စက်ပစ္စည်းတွေကိုလည်းရောင်းချခဲ့တယ်လို့ဆောင်းမဆိုပါတယ်တရုတ်ကမြန်မာစစ်တပ်ကိုပေးနေတဲ့စစ်ရေးအကူအညီတွေထဲမှာ UAV လို့ခေါ်တဲ့လူမဲ့ပြန်တမ်းရေးဂျင်တွေအသုံးပြုတာနဲ့ဆိုင်တဲ့နည်းပညာလည်းပါဝင်ပါတယ်မနှစ်ကစစ်ကောင်းဆောင်ရဲ့တရုတ်နိုင်ငံခီးစဉ်အတွက်မှာ ဒရုန်းယာဉ်တွေထုတ်လုပ်တဲ့စက်ယုံနဲ့စစ်လက်နက်ပစ္စည်းစက်ယုံတွေကိုတွားရောက်ကြည့်ရှုခဲ့တာကိုကြည့်ရင်မြန်မာစစ်တပ်ဟာဒရုန်းယာဉ်တွေတုံးပြီးတိုက်ခိုက်နိုင်စွမ်းကိုမြင့်တင်မှုစ조사နေတဲ့အကြောင်းထင်ရှားပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွက်တရုတ်စိုးရရဲ့နောက်ထပ်စစ်ရေးအကူအညီတစ်မျိုးကတော့ဒရုန်းနဲ့တိုက်ခိုက်မှုတွေကိုအားထားနေရတဲ့တော်လှန်ရေးအင်အားစုတွေလိုအပ်တဲ့ဤပညာနဲ့ဒရုန်းစိတ်ပိုင်းတွေမရတော့အောင်တားမြစ်တဲ့စီမင်းတစ်ခုကိုပြသန်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလတရက်ကစပြီးချမှတ်လိုက်တဲ့အဲ့ဒီစီမင်းကြောင့်တော်လှန်ရေးအင်အားစုတွေဟာဈေးသက်သာတဲ့တရုတ်နိုင်ငံလောက်ဒရုန်းရင်နဲ့လူမဲ့ပြန်တိုင်းရေးနည်းပညာတွေအစိပ်ပိုင်းတွေဝယ်ယူသုံးပြုဖို့ပို့ပြီးခက်ခဲသွားစေပါတယ်။တရုတ်ဆိုရဲစီမင်းတဲ့ဟာတော်လှန်ရေးအင်အားစုတွေကိုအားနည်းသွားအောင်လုပ်ဖို့ကြီးဝေတာထင်ရှားပါတယ်။ဒါပေမဲ့ရက်ဖတ်သုံးဒရုန်းယာဉ်တွေကိုဝယ်ယူတာနဲ့တိုက်ခိုက်ရေးအတွက်ပြုပြင်အသုံးချတာတွေကိုတားဆီးဖို့ကတော့ခက်ခဲနေုံပဲလို့ဆောင်းမရှင်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်ခရက်ကစစ်ကောင်းဆောင်ဟာအာဆီယံကောင်းဆောင်အနေနဲ့ဘုံသဘောတူညီချက်၅ချက်ရခဲ့ပြီးမဲ့အကောင့်ထည့်ဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ပိုင်းမှာအဖွဲ့ဝင်နိုင်ငံတွေကြားစိတ်ဝမ်းကွဲမှုကြောင့်အာဆီယံရဲ့တမာတမတ်ကြမှုယိုယွင်းလာတာတွေ့ရပါတယ်လို့ဆောင်းမကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကထိုင်းနိုင်ငံကလက်ခံကျင်းပပြီးအာဆီယံနိုင်ငံအချို့ကပဲတက်ရောက်ခဲ့တဲ့ EIC ညီလာခံနဲ့ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဒီလိုစိတ်ဝမ်းကွဲပြားမှုတွေကိုပြသနေတယ်လို့ဆိုပါတယ်။ ခုချိန်မှာမြန်မာနိုင်ငံဖြစ်ရတဲ့ကြောင်းအာဆီယံနဲ့ဒေသရင်းနိုင်ငံအားလုံးကိုထိခိုက်လာတာတွေရှိနေပါတယ်မြန်မာနိုင်ငံငွေလိမ်လုပ်ငန်းကိစ္စလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်နိုင်ငံဟာအာဆီယံနဲ့မတိုင်မြင်ပဲလှုပ်သွားတာဒါမှမဟုတ်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ပဲနှစ်နိုင်ငံချင်းညှိနှိုင်းပြီးလှုပ်သွားတာတွေကိုတွေ့နိုင်ပါတယ်မြန်မာရင်းနဲ့ပတ်သက်ရင်စုစည်းညီညွတ်တဲ့တုံ့ပြန်ချက်ရှိဖို့မညှိနှိုင်းနိုင်တာဟာအာဆီယံရဲ့အားနည်းချက်ဖြစ်နေပါတယ်မြန်မာကြီးဟာအာဆီယံရဲ့ယုံကြည်တိုင်းမှုထွက်စာမေးပွဲတစ်ခုလည်းဖြစ်တဲ့အတွက် ောင်မြင်အောင်ဆောင်ရွက်နိုင်မှုလိုတဲ့အကြောင်းဆောင်းမရှင်ကတိုက်တွန်းရေးသားထားတာကိုတင်ပြလိုက်ရပါတယ်ခင်ဗျာအခုတော့မွန်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လင်းပါမယ်မြန်မာဘာသာစာရင်းတို့နဲ့နားဆင်ကြည့်ရှုရမှာပါရှင် ថ្ងៃរោប្រិស័តញិមបេក្លាំងសាតាតអញកំឡាំងអូកកេដៃប៉ូនកោសាច់ចន់សង្កយាបប្រកាញិកោរេហានេមួយភីណាមេតារាអតិចំប្លៃរ៉មសៃអារ៉ូវេបេសាមុនសាក់សាតាណោអូមេណទេកេតាលីយ៉ាងតយពូកតឡាញីតៃម៉ងផតងបតយបខាទេសាហលឹងចាកមីដងពុយតោក្លេងចៅហុយឋានហេម៉ាណែនប្រាំងណោបោះបាណាកតយកណ្ដាលុយប្រៀងកលេមួឆាក់ថោបតនថាបាកាណោ ញញដៃមងផតងបតយបខាទេសាហលងចាកមីដងពុយតោមនរពុហតខេមួកំលីក្លេងចៅឋានហកោហេម៉ាណែនកោនូលុលលងហកុនសតែមញមាហ៊ូមានីតេរីយ៉ាណេតវើកកោកៃលរ៉ាទេសាហលងចាកមីដងហមៃមូនក្រៀងត្រាំងសយវញញដៃមងផតងបតយបខាកោក្លាងនូកោញីបាយបណានញញនងពុមុចមងកោអរំបាំងថកបាងខួយម៉ែតោណែននងកោដលលុយតងជីរៀងសតែមញមាហ៊ូមានីតេរីយ៉ាណេតវើកកោហមខបាលោកំរ៉ា ហតក៏រាដទេសាមនក្រៀងត្រាំងសយក៏ទេប្រេងញាបាយផបណាធម្មហេកាញីតតៅម៉ងផតងបតយបខាតលេញងកេកអរំបែងញីកោសតេមញាម៉ា Humanitarian Network បតៃផអូលកោហកូនម៉ាចនដដងកនដឹងមងៃកំតយសនកអេเจนស៊ីកលសមកៃតកំដៅ ไรซยสัตว์ยังมาเปิดกลางมองอาร์เฟย์เผยสาวมงบุตรยังกำลังเอาดตวารได้ดมอนผวังเดินกล่าวผวังเดังราโกลนาปุริมายมันเลยเปลี่ยนเนาะเลยปตอนทบากันน้องปุริมายกังสิปนานก็ดตวาเดดมนปวังเดินกราวปวังเดินกอราโคลงสปาอาต่อมามองน้องก็ยีนองคงฮอนไก่ปกยิสมองมนนายตันช่วยก็ห้อมไก่ฮิกลิตลอนะ နိုင်ကောင်ကောင်စီပနာတော့ကလန်ချတောက်ဒီစင်ပါနှာနောက်ဟစ်စင်မကိုင်းနှာမငင်မချူကရောင်ဟတောက်ဇန်နဝရီနောက်မကိုင်းကလိုနာပူရီမိုင်းနုံကောင်အကထာကောင်စီပနာစကော့ပိုမယန်လိုင်းကောင်ဒဟတောက်မချူမုတ်ငိုဟပေါအခိုအာမောင်လမန်တရာဘယ်လာရုကောင်ဟမ်ကလန်လော်ဒါสวักปูดีมายก็ดีนายก็ปกนิสมอกมอนก็เปลเปลิดหล่อเฮมอนันก็ตั้งจนงปัญญาหนูอยู่อีสีเลยเฮแตดหลังแนมปูก็นายตั้งช่วยไกลแล้ว ou tenor do ga komisinye di yuga pwene sainde di komisinye nyunja jete bama mato la de yusura tama le pishin tara ra omsura ro mishi de ubo na Toi plan yukhara klong puri mai makai preng kom tron kao tok leing tang pai pla no ot mo tok man toi chon tak mai kom preng hon kwa kom toi plan preng kom plan yita tang rui chok mai to le ta tok leing mong hawoi nong kao hei klet lo kom ra ော်လပိုက်ပလွန်ကလေးယောရာပူရီမိုင်းတောက်ကလေးမကိုင်းညောင်ကေလောင်ပလွန်အာနုံကလေးအလေးဆိုင်ညစ်မဟာကောင်းအန်ယူဂျီကောင်းဆော့ပလဟတာတောက်ကောင်းလလုံးပတက်လောင်းနိုင်မကောင်းတာအချီချောင်ပလိုက်ရမ်ဆိုင်အာရဖေဖဆာမွန်ဆွာဆာသာနောတွိုက်တောင်းအာဆဘနောရာတန်ကုံပုံမဲလုံးတောင်းအာဖေးရဲ့အစီအစဉ်တွေကိုဒီမှာပဲရန်သားပြစေမြန်မာပြည်သူပြည်သားများဘေးရန်တွေကင်းဝေးကြပါစေရှင်